င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကသတင်းတွေကိုတင်ဆက်ပေးပါမယ်အယွန်ကြီးရဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကိုဘသူနဲ့ဆက်ဆံပါဘသူနဲ့မဆက်ဆံပါနဲ့ဆိုပြီးတရုတ်အပါဝင်ဘယ်နိုင်ငံကမှပြောဆိုပိုင်ခွင့်မရှိဘူးလို့အယွန်ကြီးနိုင်ငံသားဝန်ကြီးဒေါ်စင်မအောင်ကတတိပေးပြောဆိုလိုက်ပါလေမကွေးနိုင်ငံကပုတ်ကူမြို့နယ်မှာအိန္ဒိယအကူအညီနဲ့တိစောက်ထားတဲ့အမှန်လေးစက်မှုတင်တန်းကြောင်းအတွင်းအချက်ဖတ်စကောက်စီတက်ကတက်ဆွဲပြီးတဲ့နောက် ကျောင်းထဲမှာရှိတဲ့ပစ္စည်းတွေကိုခိုးယူထုတ်ရောက်နေကြတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အမျိုးသားညီညွတ်အစိုးရအယူကြီးနဲ့တိုင်းသာဒေါ်လာကြီးအဖွဲ့တွေကိုဘသူနဲ့ဆက်ဆံပါဘသူနဲ့မဆက်ဆံပါနဲ့ဆိုပြီးတရုတ်ပါဝင်ဘယ်နိုင်ငံကမှပြောဆိုပိုင်ခွင့်မရှိဘူးလို့အယူကြီးနိုင်ငံကြီးဝန်ကြီးဒေါ်စင်မအောင်ကသတိပေးပြောဆိုလိုက်ပါတယ်ဒါကြောင့်နိုဝင်ဘာလ21ရက်နေ့ကပြုလုပ်ခဲ့တဲ့လူမှုလှုပ်ရှားမှုရတ္တတပတ် အစီအစဉ်ပထမဆုံးနေ့အမေဖြေတွေ့ကိုဖြေကြားတဲ့အချိန်မှာအန်ယူဂျီနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကတတိပေးပြောဆိုလိုက်တာပါလက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ဆက်အနာသိမ်းမှုဟာတရုတ်ဘာဝင်အိန္ဒိယနိုင်ငံတွေအပေါ်တက်ရောက်မှုတွေရှိတယ်ဆိုတာသိပြီပဲမြန်မာနိုင်ငံမှာဘလို့နိုင်ငံရေးစနစ်နဲ့တွားရမယ်ဆိုတာကိုဘသူကမှလာပြီးပြောဆိုပိုင်ခွင့်မရှိသလိုဒါဟာနိုင်ငံတနိုင်ငံရဲ့အချုပ်အခြာပိုင်ဆိုင်မှုအခွင့်အရေးဖြစ်တဲ့အတွက်အန်ယူဂျီနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကိုဘသူနဲ့ဆက်ဆံမှာဘသူနဲ့မဆက်ဆံပါနဲ့ဆိုပြီး တရုတ်ပါဝင်ဘယ်နိုင်ငံကမှပြောဆိုပိုင်ခွင့်မရှိဘူးလို့ NGO နိုင်ငံတိုင်းဝန်ကြီးဒေါ်စင်မအောင်ကတတိပေးပြောဆိုလိုက်ပါတယ်လက်ရှိမှာလည်း NGO အနေနဲ့လွတ်လပ်တက်ကြွတဲ့နိုင်ငံခြားမူဝါဒကိုအခြေခံထားပြီးအိန္ဒိယနိုင်ငံကောင်းဖြစ်ဖို့လဲလှုပ်ဆောင်နေသလိုလက်ရှိမြန်မာနိုင်ငံမှာဘလို့နိုင်ငံရေးစနစ်ထူထောင်မဲ့ဆိုတာကိုလည်းမြန်မာနိုင်ငံပြည်ထောင်စုအတွင်းမှာမှီတင်းနေထိုင်ကြတဲ့နိုင်ငံသူနိုင်ငံသားတွေကသာဆုံးဖြတ်ရမှာဖြစ်သလိုလက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့မတည်ငြိမ်မှုတွေဟာလည်း ဆရာနာတိမ့်မှုကြောင့်သာဖြစ်တယ်လို့ NGO ဝင်ကြီးဒေါ်စင်မအောင်ကအတိပေးပြောဆိုလိုက်ပါတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းကပခုတ်ကူမြို့နယ်မှာအိန္ဒိယအကူအညီနဲ့တိစောက်ထားတဲ့အမှတ်လေးစက်မှုတင်တန်းကြောင်းအတွင်းအချမ်းဖက်စကောင်စီတပ်ကတက်ဆွဲပြီးတဲ့နောက်ကျောင်းထဲမှာရှိတဲ့ပစ္စည်းတွေကိုခိုးယူထုတ်ရောင်းနေကြတယ်လို့အဲ့ဒီကျောင်းရဲ့တရင်ရှင်မိကရန်ကုန်ခေတ်တိကိုပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘာလအတွင်းမှာပဲအချမ်းဖက်စကောင်စီရဲ့ပခုတ်ကူမြို့နယ်တပ်မ101စစ်ကြောင်းဟာ ပခုတ်ကူမြို့နယ်ကိုးပင်ကျေးရွာအနီးမှာရှိတဲ့အိန္ဒိယအကူကြီးနဲ့တိစောက်ထားရာအမှတ်လေးစက်မှုတင်တန်းကြောင်းအတွင်းဝင်ရောက်တဆွဲခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုအကြောင်းထဲမှာတဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေဟာပြူစော့တီတွေနဲ့ပေါင်းပြီးလုံခြုံရေးယူတလိုလိုနဲ့ကျောင်းထဲမှာရှိတဲ့စက်ပစ္စည်းတွေတင်ထောက်ကူပစ္စည်းတွေအပါဝင်ကျောင်းထဲကပရိဘောကပစ္စည်းတွေကိုပါအကုန်လုံးဖြုတ်ယူခိုးယူရောင်းစားနေကြတယ်လို့အဲ့ဒီကျောင်းရဲ့တရင်ရှင်မိကပြောထားပါတယ်။အဲ့ဒီကျောင်းကပစ္စည်းတွေကို ပခုတ်ကူမြို့ကအဟောင်းပစ္စည်းဆိုင်အများစုဟာကျောင်းထဲကပစ္စည်းတွေမှန်တိတဲ့အတွက်မဝယ်ရဲကြပေမဲ့စေအောင်စုနဲ့ပေါင်းထားတဲ့ဆိုင်တိုင်ကအကုန်လုံးဒိုင်ငန်ဝယ်နေတယ်လို့လေဒေသခံပြည်သူတို့ကပြောထားပါသေးတယ်။အဲ့ဒီပခုတ်ကူမြို့နယ်ကအမှတ်လေးဆက်မှုတင်တန်းကျောင်းဟာအိန္ဒိယနိုင်ငံအစိုးရကထောက်ပံ့မှုနဲ့တည်ဆောက်ထားတဲ့ကျောင်းလေးဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့မကွေးတိုင်းစလင်းမြို့နယ်ကတစ်ခေါက်တောင်ကျေးရွာစစ်ကောင်စီတပ်စခန်းကိုတော်လိုင်းရေးတပ်တွေကအနိကဝင်းရောက်တိုက်ခိုက်မှုအတွင်း စေကောင်စီဘက်ကထိကြိုက်သိဆုံးမှုတွေရှိသွားပြီသူတို့စခန်းအနီးမှာပဲဂစင်ကလျရတွေဖြစ်နေကြတယ်လို့တောင်းညီတော်မြို့ပြပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်နိုဝင်ဘာလ22ရက်နေ့ဖြစ်တဲ့မနေ့ကမော်လွဲပိုင်းမှာပဲစလင်းမြို့နယ်ကတစ်ခေါက်တောင်ကျေးရွာစစ်ကောင်စီတပ်စခန်းကိုတော်လန်ရေးတပ်တွေကအနီးကပ်ကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်ကထိကြိုက်သိဆုံးမှုတွေလည်းရှိသွားသလို သူတို့စခန်းနီးမှာပဲဂစင်ကလေးရတွေဖြစ်နေကြတယ်လို့တောင်းကြီးတော့မြို့ပြပျောက်ကြားတက်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းကဝမ်တွင်းနဲ့မြစ်သားမြို့နယ်တွေမှာကျပ်ပစကောက်စီတက်ကလူငယ်အယောက်100နီးပါးကိုစစ်မှုထမ်းတပ်သားတိအဖြစ် ပေါ်တာဆွဲဖမ်းဆီးသွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဝမ်တွင်းမြို့နယ်မှာဆိုရင်နိုဝင်ဘာလ16ရက်နေ့ကစပြီး9ရက်အတွင်းမှာတင်ကန်ဆွဲဒုံကုံရိုးရွာ ကုန်းရွာညောင်မင်လစတဲ့ခြေရွာတွေကလူငယ်အယောက်80နီးပါးကိုစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကစစ်မှုထမ်းတပ်သားတွေအဖြစ်ပေါ်တာဆွဲဖမ်းဆီးသွားကြတယ်ဆိုပါတယ်။အဲ့ဒီထဲမှာညောင်မင်လခြေရွာကပဲလူငယ်အယောက်20ကျော်ပါသွားပြီးတစ်ဖက်ကဝန်ရင်းမြို့သဲတော်ယထာဘူရာနီးမှာလဲစစ်ကောင်စီတပ်ကမနက်တိုင်းလိုလိုလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ဒါအပြင်မြေသားမြို့နယ်မှာဆိုရင်လေအချက်ပစစ်ကောင်စီတက်နေအုပ်ချုပ်ရေးအဖွဲ့တွေက နိုဝင်ဘာလ20ရက်နေ့ကတည်းထိန်ကန်ကြီးခြေရွာမှာရှိတဲ့လူငယ်ဆက်နံဦးကိုစစ်မှုထမ်းတပ်သားတစ်အဖြစ်ပေါ်တာဆွဲဖမ်းဆီးသွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာလည်းအချမ်းဖက်စကောင်စီတပ်ကမုံရွာမြို့နယ်နဲ့ကျွန်းစုမြို့နယ်တွေမှာရှိတဲ့အရသာပြည်သူ၉ဦးကိုအကြောင်းမဲ့ဖမ်းဆီးသွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်စကိုင်းနိုင်ငံမုံရွာမြို့နယ်မှာဆိုရင်နိုဝင်ဘာလ16ရက်နေ့ကပဲဗန်စီချေရွာကအမျိုးသား2ဦး မုံရွေးဂျေးရွာကအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ကိုအချမ်းပစစ်ကောင်စီတပ်က PDF လို့ဆွတ်ဆွဲပြီးဖမ်းဆီးတွားပြန်တယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ကဖမ်းဆီးတွားတဲ့ဂျေးရွာနေပြည်သူ၄ဦးဟာတာမန်အယက်သားပြည်သူတွေသာဖြစ်ပြီးသူတို့ဆွတ်ဆွဲတယ်လို့ PDF လည်းမဟုတ်တယ်လို့ PDF နဲ့နှိစက်သူတွေလည်းမဟုတ်ပဲအဲ့ဒါကို PDF ကောင်းစင်တက်ပြီးတော့စစ်ကောင်စီကသတင်းထုတ်ပြန်ထားတယ်လို့ဒေသခံပြည်သူတွေနဲ့ဒေသခံသတင်းရင်းမြစ်တွေကရှင်းပြထားပါတယ်တစ်ဖက်မှာလည်း ဒရင်သာဤတိုင်းကျုံးစုမြို့နယ်မှာရှိတဲ့ဝါရစ်ကြေးရွာကလင်မယား2ဦးစမ်းသစ်ကြေးရွာကလင်မယား2ဦးနဲ့နောက်ထပ်အမျိုးသမီး2ဦးစုစုပေါင်းရဲသားပြည်သူ9ဦးကိုလည်းအကြံဖက်စစ်ကောင်စီတပ်ကအကြောင်းမဲ့ဖမ်းဆီးတွားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တစ်ကနေဒီနေ့နေ့လည်းကင်းဒရင်တွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ